မကြခင်အချိန်တွင်းမှာရောက်ရှိလာမယ့်9လပိုင်းဆိုတဲ့ကာလအတွင်းမှာငွေကြေးလက်လာပါတိုးပွားစီဘူးအတွက်9လပိုင်းတစ်လလုံးကဲအထောက်ပံ့ရရှိအောင် ပြုလုပ်လို့ရမယ်ရေတရာလေးတစ်ခုမျှဝေပေးသွားခြင်းတာဖြစ်ပါတယ်ခင်ဗျဒီဗီဒီယိုလေးကိုကြည့်နေတဲ့မိတ်ဆွေအနေနဲ့က လုံးခဲ့တဲ့၄လပိုင်း၃လပိုင်းစသဖြင့်ဒီလိုကာလာလေးဒီမှာကိုယ့်အနေနဲ့အခက်အခဲလေးတွေကြုံနေခဲ့ရမယ်အဆင်မပြေမှုလေးတွေများဖြစ်ပေါ်နေခဲ့မယ်ဆိုရင်မကြိုင်ချင်းတွေမှာရောက်လာမယ်၅လပိုင်းဆိုပြီးကာလာမှာကံကောင်းမှုတွေရောက်ရှိစေဖို့အတွက်မိမိရဲ့ကတ္တမာလီပုံမူပြီးတော့မှအဆင်ပြေလာပြီးတော့မှအဲကိုယ့်ရဲ့အလုတ်ကိုင်းနေငွေကြေးလက်လာပါတူပေါ်ဖို့အတွက်လေးဒီစသဖြင့်ဒါမျိုးလေးတွေအတွက်ပုံမူကောင်းမွန်စေရန်အလုတ်ငါရေဒီယာလေးတွေကိုပြုလုပ်ချင်နေဆိုရင်ကျွန်တော်အခုမျှဝေပေးသွားမယ်ရေဒီယာလေးကိုပြုလုပ်လို့ရပါတယ်အဓိကမျှဝေချင်တာကတော့ငွေကြေးနဲ့ပတ်သက်တဲ့ရေဒီယာကိုပဲအဓိကမျှဝေချင်တာဖြစ် ြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့လက်ရှိရောက်နေတဲ့ကာလတည်းမှာငွေကြေးနဲ့ပတ်သက်လို့ ਆ လူတိုင်းအတွက်အရေးကြီးဆုံးဖြစ်ပါတယ်။အရေးကြီးဆုံးအခန်းကဏ္ဍတစ်တောင်တစ်နေရာနေပါဝင်နေတာဖြစ်ပါတယ်။မိတ်ဆွေကြီးကောင်းမလေးနဲ့အဆင်မပြေဘူးလား။ပတ်ဆက်ရှင်အနေနဲ့များတော့အဆင်ပြေသွားနိုင်တယ်။သို့မဟုတ်မိသားစုနဲ့အဆင်မပြေတဲ့ပြဿနာတွေဆိုရင်လေပတ်ဆက်ရှင်အနေနဲ့များဖြေရှင်းလို့ရနိုင်တယ်။နောက်ဆုံးကျန်းမာရေးကိစ္စတွေကအစားကိုမှပတ်ဆက်ရှိလို့ရှင်ပုံမူပြီးတော့မှဖြေရှင်းလို့ရပါတယ်။အဆိုလိုချင်တာကတော့အဓိကအရေးကြီးဆုံးကငွေကြေးနဲ့ပတ်သက်တာဖြစ်ပါတယ်။မိတ်ဆွေတို့ရဲ့ဘဝလက်တွေ့ဘဝမှာလက်တွေ့ကြုံတွေ့ ့နေရတဲ့တချို့သောပြဿနာလေးတွေက ငွေကြေးအနည်းနဲ့အများပြည့်စုံပြီးတော့ကိုကိုတိုင်းအနည်းနဲ့စီးပွားရေးတိုးတက်လာတဲ့အခါမှာအဲ့ဒီပြဿနာလေးတွေနဲ့ခေါင်းရှုပ်စရာမလိုတော့ဘဲနဲ့အေးအေးဆေးဆေးဖြေရှင်းလို့မရပါဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်လက်ရှိရောက်နေကာလာဒီမှာလူအများစုလိုအပ်တာကအလောက်ကင်စီးပွားရေးလေးတိုးတက်ရမယ်။လုပ်ငန်းလေးတွေသူကနဲ့သူအဆင်ပြေလေးချောမှွေပြီးမှခေါင်းမောရမယ်။လုပ်ငန်းရဲ့အရင်တိုးတက်တာမျိုးမဟုတ်ဆိုရင်တော့ကိုကပုံမှန်လေးလဲပတ်ပြီးတော့မှတင့်တော်တဲ့အနေထားမျိုးလေးတစ်ခုဒါကိုအနေနဲ့လုံလောက်တဲ့အနေထားလေးတစ်ခုလောက်ဖြစ်မယ်ဆိုရင်မိတ်ဆွေတို့အနေနဲ့အဆင်ပြေတယ်ဟုတ်တယ်မလား။မြန်မာလူမျိုးတော်တော်များများကများသောအားဖြင့်ဂျောင်ရဲတင့်တဲ့ ိမ့်နိုင်သွန်းရှိကြတယ်အနည်းငယ်များရှိတယ် အရင်ချမ်းသာတာမျိုးမဟုတ်ရင်တောင်တနေ့တနေ့တနေ့လေးသူကလည်းသူအဆင်ပြေသွားရင်ရပြီဆိုတဲ့လူတွေကလည်းအများကြီးပဲရှိတယ်။ဆိုတော့ဒီလိုမျိုးမိတ်ဆွေတွေအနေနဲ့ငားလာမယ်ဆိုတဲ့ကာလမှာကံအထောက်ပံ့လေးရရှိစေဖို့ငွေကြေးလက်လာပါတိုးပွားစေဖို့အတွက်လှုပ်လို့ရမယ့်ရည်ရည်လေးတစ်ခုမျှဝေပြင်တာဖြစ်ပါတယ်။ခင်ဗျအဓိကတော့ငားလာပိုင်းအတွက်တလားစာငွေဝင်ရည်ရည်ဖြစ်ပါတယ်။ဒီရည်ရည်ကိုလှုပ်မယ်ဆိုလို့ရှင်မိတ်ဆွေကိုအချက်နှစ်ချက်သိထားဖို့လိုပါတယ်။ဒီရည်ရည်ကငားလာပိုင်းတလားလုံးလှုပ်လို့ရတဲ့ရည်ရည်ဖြစ်တဲ့အတွက်ကြောင့်ငားလာပိုင်းမှာမိတ်ဆွေကိုစိတ်တဲ့နေမှာလှုပ်ငားလာပိုင်းအတွင်းဘယ်နေ့မှမစလို့လှုပ်လို့ရတယ်။အကေ ယ်၍ရရယာကြိုလုံထားခြင်းနဲ့ဆိုရင်လေအဲဒီ29ရက်နေ့30ရက်နေ့ပေါ့နော်ဒီလိုမျိုးနေ့တွေမှာလေမိတ်ဆွေတို့အနေနဲ့ရရယာလေးကိုကြိုပြီးမှလှုပ်ထားလို့ရတယ်အဓိကကတော့နံပါတ်1တစ်ချက်က9လပိုင်းအတွက်ရရယာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ခုမြောက်ဝေပြီးတော့မှရရယာကို9လပိုင်းအတွက်မှာမိတ်ဆွေတို့ကြိုက်တဲ့နေ့ကြိုက်တဲ့အချိန်မှာလှုပ်ဒီရရယာလှုပ်လို့ရတယ်အဆင်ပြေတယ်ဟုတ်ပြီနော်နံပါတ်2အနေနဲ့ကကြတော့မိတ်ဆွေတို့ဒီရရယာကိုထက်ခတလေလေးလှုပ်လို့ရတယ်ကိုယ်အနေနဲ့ကပထမတစ်ခေါက်ကျွန်တော်ပြပြပြီးတော့မှရရယာလေးကိုအရင်ဆုံးလေးလှုပ်ကြည့်လိုက် အော်အဆင်ပြေသွားတယ်ဒီရရလည်းငါလည်းနည်းနည်းလေးကြိုက်တယ်လို့ခံစားရတယ်ဗျစိတ်ထဲမှာငါဒီရရလေးလိုလိုက်တာနည်းနည်းလေးအဆင်ပြေသွားသလိုပဲဆက်လက်ပြစ်များခံစားနေကြရမယ်ဆိုရင်ဒီရရလေးကိုထက်ခါထက်ခါလေးเนาะကျွန်တော်ဒီမှာလာပြီးမှအခွင့်ခွင့်မတောင်းမနဲ့ကိုယ့်အနေကိုထက်ခါထက်ခါလေးကိုယ့်ရဲ့စိတ်ဆန္ဒလေးရှိသလောက်ပြန်ပြန်ပြီးတော့မှလုံလို့ရတာဖြစ်ပါတယ်ခင်ဗျဒီနှစ်ချက်ကိုမိတ်ဆွေအရင်ဆုံးသိထားဖို့လိုအပ်အောင်အရင်ဆုံးလေးပြပြပေးတာဖြစ်ပါတယ်ရရလေးကိုစပြောလို့ရမှာဖြစ်ပါတယ်ဒီလိုမျိုးပကံများလေးပေါ့နော် ပကံများလေးတစ်ချက်လိုရမှာဖြစ်ပါတယ်ပကံများကဒီလိုမျိုးပန်းလေးတွေပါလို့ရှိရင်လေအဆင်ပြေတယ်ပြဿနာမရှိဘူး ဗလာပေါ့နော်ပကံများဗျောင်ကြီးပဲဖြစ်မယ်ဆိုလို့ရှင်လေຢာလေးပြဿနာမရှိဘူးအဓိကတော့ဒီလိုထမင်းစားတဲ့ပကံများလေးတစ်ချက်ရလို့ရှင်မိတ်ဆွေအဆင်ပြေပါပြီခင်ဗျာပကံများလေးရပြီဆိုတော့ရှင်ကျွန်တော်ဒီပကံများလေးပေါ်မှာစာလီရေးပြရအောင်ဖြစ်ပါတယ်ရှင်ရမယ့်စာကတော့ तू ကဆော့ပင်လေးနဲ့ရင်းရေးဘောပင်နဲ့ရေးတဲ့ຢာလေးအဓိကတော့ဒီပကံများပေါ်မှာထင်ကျန်နေဖို့အဓိကပဲရေးရမယ့်စာလေးကငွေဝင်ပါစေဆိုတဲ့စာလေးကိုရေးပြရမှာဖြစ်ပါတယ်ဆိုတော့ပကံများလေးတစ်ချက်ကိုယူလိုက်မယ်ကိုအိမ်မှာပဲကိုရှိတဲ့ပကံများလေးတစ်ချက်ယူလိုက်မယ်ပကံများလေးပေါ်မှာငွေဝင်ပါစေဆိုပြီးမှဆော့ပင်လေးနဲ့စာလေးရေးလိုက်မယ် ရီးပြီးသွားပြီဆိုရင်အဲ့ပကံများဘွားနေပေါက်ပေါက်ပွေလေးတွေကျွန်တော်တို့ထည့်ထားပေးရမှာဖြစ်ပါတယ်ခင်ဗျအမြင်သာထင်သာရှိမလားတော့မသိဘူးနော်ကျွန်တော်ကင်ပြပေးထားတယ်ခင်ဗျဒီလိုပုံစံမျိုးလေးဖြစ်ပါတယ်ဒီလိုမျိုးလေးအဲဒီလိုမျိုးအနေထားမျိုးလေးနဲ့ကျွန်တော်ပေါက်ပေါက်ပွင့်လေးတွေဒါထည့်ထားပေးရမှာဖြစ်ပါတယ်ခင်ဗျပကံများလေးပကံများလေးပုံမှာငွေဝင်ပါသေးလို့စာလေးရေးလိုက်မယ်ပြီးရတဲ့ပေါက်ပေါက်ပွင့်လေးထည့်လိုက်မယ်ပေါက်ပေါက်ပွင့်တော့ပေါက်ပေါက်စုံမဟုတ်ဘူးเนาะမိတ်ဆွေပေါက်ပေါက်အပွင့်နဲ့အစုံနဲ့မားမယ်เนาะစုံဆိုတဲ့သဘောတရားစုံယုတ်သွားတယ်ဆိုတဲ့သဘောတရား ဟုတ်တယ်နော်ကျွန်တော်ပြောတဲ့သဘောပေါက်လားနော်ပွင့်ဆိုတဲ့သဘောတွေကပွင့်လန်းသွားတယ်ပေါက်ပေါက်ပွင့်ပွင့်လန်းမှစီဆိုတဲ့သဘောတွေကယူကျင်တာဖြစ်ပါတယ်ခင်ဗျာနော်ပြီးတော့ရောက်လာတာ9လပိုင်းပြ9လပိုင်းမှာနန်းအောင်ဆောင်အောင်ဆိုတာရှိတယ်9လပိုင်းဖြစ်တဲ့အတွက်ဂျာလာဘိနဲ့ကြီးဆိုတာဂျာလာဘိနဲ့ကြီးပဲပြစ်ဆောင်လိုက်음ဒါလိုသဘောတွေကမျိုးဆိုလို့ချင်တာနော်အဲ့တော့ကြောင့်ပေါက်ပေါက်ပွင့်လေးကျွန်တော်ထည့်ပြီးတော့မှဖေးရမှာကတ်လုပ်ပြီးတော့မှဆူတောင်းရတာဖြစ်ပါတယ်ခင်ဗျာဒါလေးကကြာတော့ ငါလာပိုင်းအတွက်တလားစာငွေဝင်ရတဲ့ဖြစ်တဲ့အတွက်ဒီပေါပေါပွင့်ရတဲ့ကမိတ်ဆွေတို့အလင်းသိသိလို့လုပ်လို့ရပါတယ်ပေါပေါပွင့်ဆိုတာပုတ်သူသွားမဲ့ပစ္စည်းမျိုးမဟုတ်တဲ့အတွက်ပေါပေါပွင့်ကိုတစ်ခါတည်းလုပ်ပြီးတော့မှတလားလုံးပြစ်ထားလိုက်လေပြဿနာမရှိဘူးအဆင်ပြေတယ်တပတ်တစ်ခါလောက်ဒီရတဲ့လို့လုံးမဲ့ဆရာကြီးလို့ကိုကကြီးမန်းထားတယ်ဆိုလို့ရှင်လည်းလုပ်လို့ရပါတယ်အဓိကကတော့ပေါပေါပွင့်လေးနဲ့ပေါ့နော်ကျွန်တော်ရတဲ့ချေးရမှာဖြစ်ပါတယ်ငါလာပိုင်းအတွက်တလားစာငွေဝင်ရတဲ့လေးကတော့ပေါပေါပွင့်ရတဲ့လေးလို့ပြောရမှာဖြစ်ပါတယ်ခင်ဗျာ အဲကိုကနည်းနည်းလေးဒီထက်ပူကောင်းညင်တယ်ကိုယ့်ရင်ညွန့်ရင်လည်းဆိုရင်ဗျာဒီပကံများလေးအောက်မှာကိုယ့်ရဲ့ဓာတ်ပုံလေးထိုင်ထားပေါ့ဒါလေးဆိုလည်းကိုယ့်လိုညွန့်လို့ရတာပဲလीနော်ပြဿနာမရှိဘူးဆိုတော့ပကံများလေးအောက်မှာကိုယ့်ရဲ့ဓာတ်ပုံလေးထားအဲပြီးရင်ပကံများလေးတင်လိုက်မယ်ပကံအောက်မှာငွေငွေမာသေးလို့စာလေးရေးထားမယ် ပြီးအပေါ်ပေါက်ပေါက်လေးပွင့်ပေါက်ပေါက်ပွင့်လေးထားထားမယ်အဲဒီလိုပုံစံမျိုးလေးနဲ့ရေသားချေလို့ရတယ်ဘောနော်နေရာအနေနဲ့ကကျတော့ကျွန်တော်တို့ဒီဖျားเจ้าဆောင်ရဲ့အဲတနေရာတနေရာလောက်ဖြစ်မယ်ဆိုလို့ရှိရင်အဆင်ပြေတယ်ဗျာကိုအလင်းတဲ့နေရာလေးမှာထားဒီရေရာတွေကကျွန်တော်ကိုယ်တိုင်လေးလက်ရှိလိုက်ပြီးတော့မှပြုမှုပြုလုပ်ထားတယ်ရေရာတွေဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့စိတ်ချလက်ချကိုကိုရိုက်လိုက်လို့လို့ရပါတယ်ခင်ဗျာအားလုံးချေးသမိုက်တင်ပါလေငားလာပါရဲ့အတွက်တလားဆောင်ငွေဝင်ရေရာလေးကိုလာရောက်ပြီးမှမျှဝေပေးရဖြစ်ပါတယ်ခင်ဗျာအားလုံးချေးသမိုက်တင်ပါတယ်ခင်ဗျာ